်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်အောက်လွတ်တော်တွင်နိုင်ငံဖြတ်ကျော်ကြားဖြန့်ခိုင်းများကိုဖြိုခွင်းနှိမ်နည်ရေးဥပဒေကိုအတည်ပြုလိုက်ပြီးမြန်မာစစ်တပ်ပါဝင်အကျင့်ပြအစိုးရများ၏ပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးမိဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အမေရိကန်အောက်လွတ်တော်တွင်အမေရိကန်နိုင်ငံသားအများအပြားကိုပြစ်မှတ်ထားလိမ့်လည်နေသော နိုင်ငံဖြတ်ကျော်ကြားဖြန့်ခိုင်းများကိုဖြိုခွင်းနှိမ်နင်းရေးဥပဒေကိုအတည်ပြုလိုက်ကြောင်းအမေရိကန်အောက်လွှတ်တော်ကတရားဝင်သတင်းထုတ်ပြန်ပါရယ်။ယနေ့ဒီဇင်ဘာလ၄ရက်နေ့အမေရိကန်စံတော်ချိန်ဒီဇင်ဘာ၃ရက်နေ့အမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီ Asia Asia 5490ကြားဖြတ်နိုင်ငံသားလိမ်လည်မှုခိုင်းများကိုဖြိုခွဲရေးဥပဒေကိုအတည်ပြုလိုက်ခြင်းဖြစ်ကြောင်းရှင်းဥပဒေကိုအမေရိကန်အောက်လွှတ်တော်အမတ် Jefferson Chevrolet Republican Indiana ကတင်သွင်းခြင်းဖြစ်ပြီး American နိုင်ငံသားများကိုအစုလိုက်ပြုံလိုက် online မှလိမ့်လည်မှုများကျူးလွန်နေသောနိုင်ငံဖြတ်ကျော်ကြားဖြတ်ရစဝက်ခိုင်းများကိုဖြိုခွဲရေးဥပဒေချက်ကို Democrat နှင့် Republican Party နှစ်ရပ်စလုံးကထောက်ခံခဲ့ကြောင်းသိရပါတယ်2023ခုနှစ်မှာစ၍အမေရိကန်နိုင်ငံသားများထံမှကြားဖြတ်လိမ့်လည်ခိုင်းများနှင့်၎င်းတို့ကိုကောက်ွယ်ပေးနေသောအကျင့်ပြည့်အစိုးရများ၏လက်ချက်ဖြင့်ဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရကြောင်းအေရှား 5490ခေါ်နိုင်ငံခြားသားကြားဖြတ်လိမ်လည်မှုခိုင်းများကိုဖြိုခွဲရေးဥပဒေအရနိုင်ငံဖြတ်ကျော်ရဇဝတ်ခိုင်းများကိုချေမှုန်းရေးအစိုးရအေဂျင်စီအချင်းချင်းလုပ်ငန်းအဖွဲ့တရက်ကိုဖွဲ့စည်းပေးခြင်းဖြင့်အမေရိကန်နိုင်ငံသားများကိုအွန်လိုင်းလိမ်လည်မှုများမှကာကွယ်ပေးမည်ဖြစ်ကြောင်းသိရပါသည်။အောက်လွတ်တော်အမတ် Sherika 2024ခုနှစ်မှာအမေရိကန်တွေဒေါ်လာ18ဘီလီယံလောက်လိမ်လည်ခိုင်းရတယ်လို့ FBI ကသတင်းပို့ထားပြီးအိန္ဒိယနာပြည်နယ်ဟာလူဦးရေအချို့အစားအရဒုတိယအများဆုံးပြစ်မှတ်ထားခံရတဲ့ပြည်နယ်ဖြစ်ပါသည်။ ဒီလိုဖြစ်တာဟာနေစင်းနဲ့အမျှနေထိုင်နေကြတဲ့အမေရိကန်တွေကျွန်တော်ရဲ့မဲဆန္ဒရှင်တွေနဲ့လုံဖို့ကင်ပတ်တွေအပေါ်မှာတရားမှုတွေရှိစေပါတယ်မိသားစုတွေဟာသူတို့ရဲ့အိမ်တွေကိုဆုံးရှုံးကြရတယ်အငိမ့်စားယူထားသူတွေရဲ့စူဆောင်းခွေတွေဟာတညာတည်းပျောက်ကွယ်သွားပြီးဘာမှမကြံတော့လောက်အောင်ဆုံးရှုံးကုန်ကြတယ်ဟုပြောပါတယ်အမေရိကန်အောက်လွတ်တော်နိုင်ငံသားရေးရာကော်မတီဥက္ကဋ္ဌ Brian Mascali ကြားဖြတ်လိမ်လည်မှုစင်တာများမှအလွန်အမင်းရှုပ်ထွေးလာကြောင်းပြောဆိုပါတယ်အမတရားကတော့ဒီလိမ်လည်မှုတွေကြားဖြတ်အဖွဲ့အစည်းတွေဟာ မယုံနိုင်လောက်အောင်ခင်မိပါတယ်သူတို့ဟာကြီးမားတဲ့လုပ်ငန်းတွေပါသူတို့ကိုသူတို့ရဲ့အကျင့်ပြက်အစိုးရတွေကထောက်ခံထားပါတယ်ဘဝတစ်လျှောက်လုံးစူးစောင်းထားတဲ့ငွေတွေကိုလိမ့်လေခံလိုက်ရတဲ့သူတယောက်ရဲ့စုံရှုံမှုတွေကိုစဉ်းစားကြည့်ပါဟုလက်ကောင်းကဆိုပါတယ်ကြားဖြတ်ရဇဝက်ကိုင်းများကအမေရိကန်နိုင်ငံသားများကိုဒါကောင်အဖြစ်ပြုလုပ်ယုံသားမကပင်လူကုန်ကူးခံရသူရာပေါင်းများစွာကိုအာဓမ္မလှုပ်အားပေးရန်အသုံးချနေကြောင်းအလုတ်ကြောညာအတူများဖြင့်လှေစားခံရပြီးနောက်တစားခံအဖြစ်ဖန်ဆီးခံရကောင်နှိပ်ဆက်ခံရခြင်းသို့မဟုတ် အသက်ခံရနှိအကြောက်တရားအောက်တွင်လူကုန်ကူးခံရသူများကအာဓမလိမ့်လည်မှုပမာဏအကျိုးကိုပြည့်မီအောင်လှုပ်ဆောင်ခိုင်းခံရကြောင်းအမေရိကန်ကထောက်ပြပါရယ်အလွတ်တော်နိုင်ငံသားရေးရာကော်မတီရဲ့ဥက္ကဋ္ဌတယောက်အနေနဲ့ပြည်ပကနေအမေရိကန်တွေကိုချိန်ချောက်နေတဲ့အရာတွေကိုရင်ဆိုင်ဖြေရှင်းဖို့ကိုကျွန်တော်ဦးစားပေးလှုပ်ဆောင်ခဲ့ပါရယ်ဂျာဟာဆိုးသွမ်းတဲ့အစိုးရစနစ်တွေပဲဖြစ်ဖြစ်အကြံဖက်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ဂျာမာမဟုတ်ဒီကိစ္စမှလိုပဲ ကြီးမားတဲ့ online လိမ်လည်မှုတွေကိုလှုပ်ဆောင်နေတဲ့ရက်ဆက်တဲ့ရာဇဝတ်ကိုင်းတွေပဲဖြစ်ဖြစ်ပါဒီနိုင်ငံသားလိမ်လည်သူတွေဟာဂျိုးစာပန်စာအလုံးလုံးနေတဲ့မိသားစုတွေတက်ကြီးရွယ်အိုတွေနဲ့ကျွန်တော်တို့ရဲ့စစ်မှုတန်းဟောင်းတွေကိုပြစ်မှတ်ထားပြီးဒေါ်လာဘီလီယံပေါင်းများစွာခိုးယူကောင်ဘဝတွေကိုပျက်စီးနေကြပါတယ်ဒါကြောင့်ဒီရာဇဝတ်ကွန်ရက်တွေကိုလိုက်လံပိတ်ဆို့ဖို့အတွက်ကျွန်တော်တို့ကော်မတီ Asia 5490ကိုဒီနေ့အတည်ပြုခဲ့တဲ့အတွက်ကျွန်တော်ခုံယူပါရဟုအမေရိကန်အောက်လွှတ်တော်နိုင်ငံသားကြီးရာကော်မတီဥက္ကဋ္ဌ Brian Musk ကတုံ့တက်ပြောဆိုပါရယ် ရှင်အပြင်အဆိုပါဥပဒေအရတရုတ်ကွန်မြူနစ်ပါတီအရာရှိများနှင့်ရာဇဝတ်ခိုင်းများအကြားဆက်နွယ်မှုများဒေတာရင်းလုံခြုံရေးဆိုင်ရာလွှမ်းမိုးမှုကိုနှက်ဆိုင်စေခြင်းနှင့်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလာစေရန်ဒွန်အားပေးသည့်ရွေးချယ်ဖန်ဆီးနှိမ်နှင်းမှုများအပါအဝင်အွန်လိုင်းငွေလေးလုပ်ငန်းများစတင်ဖြစ်ပေါ်လာခြင်းနှင့်ဆက်ဆက်တည်ရှိခြင်းတို့တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ PRCE ပါဝင်ပတ်သက်မှုများကိုစုံစမ်းစစ်ဆေးမှုဖြစ်ကြောင်းသိရှိရပါသည် အလားတူမြန်မာနိုင်ငံအတွင်းအွန်လိုင်းငွေလေလုပ်ငန်းများကိုခွင့်ပြုထားခြင်းလှလှရှုထားခြင်းနဲ့အကျိုးမြတ်ရယူနေခြင်းတို့တွင်မြန်မာစစ်တပ်၏ပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးရန်နှင့်မြန်မာနိုင်ငံရှိငွေလိမ်စင်တာများအတားအဆီးမရှိလဲပတ်နေမှုကိုရပ်တန့်နိုင်ရေးအတွက်နိုင်ငံအတွင်းမတိငိမှုများနှင့်အကြံဖတ်မှုများကိုဖြည့်ရှင်းရန်အရေးကြီးကြောင်းဥပဒေဆိုင်ရာသုံးသပ်မှုများအတွင်ထောက်ပြဆွေးနွေးကြကြောင်းသိရပါသည်ဆလဗီကြားဖြတ်ကိုရဲ့ကြီးတစ်ခုရဲ့ပိုင်ဆိုင်မှုဒေါ်လာတန်300ကျော်ကိုသိမ်းယူထားကြောင်းထိုင်းထုတ်ပြန်နေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အရှိတောင်အရှာအခြေဆိုင်အွန်လိုင်းငွေကြေးလိမ်လည်မှုကြားဖြန့်ခွင့်ရကြီးတစ်ခုနဲ့ဆက်ဆက်တဲ့ပိုင်ဆိုင်မှုတံပိုးတင်စီရမိထားပြီးဖြစ်တယ်လို့ထိုင်းဆိုရကပြောပါတယ်ဒီဇင်ဘာ3ရက်နေ့မှာဝင်းကြီးချုပ်အနုတင်ချန်ဗီရက်ကူကအဲ့ဒီတင်စီရမိမှုတွေအကြောင်းကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်အမေရိကန်အရှာနဲ့ဥရောပတို့မှာကြားဖြန့်နေနေရဲ့အထောက်မှုတွေကိုအရှိန်အဟုန်မြင့်တင်လာတဲ့အချိန်မှာထိုင်းဆိုရကဒီသတင်းကိုကြေညာခဲ့တာပါအထူးသဖြင့်အမေရိကန်ဟာကမ္ဘောဒီးယားနဲ့အရှိတောင်အရှာနိုင်ငံတချို့မှာဖြန့်ကျက်ထားတဲ့ကြားဖြန့်လုပ်ငန်းတွေနဲ့ဆက်ဆက်နေတဲ့ Prince Horin Group ကိုပြစ်မှတ်ထားဖြိုခွင်းလာနေပါတယ်။ကမ်ဘောဒီးယားနဲ့ထိုင်းတို့ဟာနေဆက်အငင်းပွားမှုတွေအတွက်တင်းမာနေတယ်လို့အခုနှစ်လယ်မှာနှစ်နိုင်ငံရပ်ပိုင်းလောက်စည်ရေးပြိပခဖြစ်ခဲ့ပါတယ်။ Prince Horin Group ကို ထူထောင်သူတရုတ်နယ်ပါချန်ချီဟာကမ်ဘောဒီးယားမှကြားဖြတ်လုပ်ငန်းစုံတွေထူထောင်ထားပြီးလိမ့်လည်းလှည့်စားလူမောက်ကိုကူးထားတဲ့နိုင်ငံသားအဝင်တန်းတွေကိုငွေလိမ်တဲ့အလုပ်တွေမှာအာရမခိုင်းစေနေတယ်လို့ ောက်တိုဘာလမှာအမေရိကန်အာဏာပိုင်တွေကဆွဆွဲပြောကြားခဲ့ပါတယ်။သတင်းတောက်တွေနဲ့တွဲဆောင်ချိန်မှာအနုတင်ကထိုင်းရဲ့စုံစမ်းစစ်ဆေးရေးအရာရှိတွေခြေရာခံတင်စီရမိခဲ့တဲ့ဒေါ်လာတန်300ကိုပိုင်ဆိုင်မှုတွေဟာချန်ကမ်ဘောဒီးယားအထက်လွှတ်တော်အမတ်တပ်ဦးထိုင်းနိုင်ငံသားနှစ်ဦးတို့နဲ့ဆက်နွယ်ပတ်သက်နေတယ်လို့ပြောကြားခဲ့ပါတယ်။တာဝန်ရှိသူတွေအားလုံးဟာတရားဥပဒေနဲ့အညီစစ်ဆေးအရေးယူခံရဖို့လိုကြောင်းလည်းအနုတင်ကဆိုပါတယ်။အဲ့ဒီမတိုင်ခင်တရက်မှာထိုင်းရဲ့အဂတိတိုက်ဖြတ်ရေးရုံကမြေကွက်တွေငွေသားတွေတံမိုးကြီးအသုံးဆောင်တွေလက်ဝတ်ရတနာတွေအပါအဝင် ဒေါ်လာ12တန်းနီးပါးလောက်တန်ဖိုးရှိတဲ့ခြံရက်ပိုင်ဆိုင်မှုတွေကိုလောလောလတ်လတ်သိမ်းဆည်းရမိထားကြောင်းထုတ်ပြန်ခဲ့ပါတယ်။နောက်ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်ရဲ့အမကန်မဟာမိတ်ဖြစ်တဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်အမတ်ခုတ်အန်နဲ့ဆက်နွယ်တဲ့ပိုင်ဆိုင်မှုဒေါ်လာ15တန်ဖိုးလောက်ကိုလည်းသိမ်းဆည်းရမိထားကြောင်းသိရပါတယ်။ဂျာဒီမကတိပင်ဂျာဖြန့်လုပ်ငန်းတွေနဲ့ဆက်ဆက်တဲ့ထိုင်းနိုင်ငံသားနှစ်ဦးရဲ့ပိုင်ဆိုင်မှုဒေါ်လာတန်290ဖိုးလောက်ကိုလည်းသိမ်းယူနိုင်ခဲ့ကြောင်းအမှုတင်ကပြောပါတယ်။အဲ့ဒီသိမ်းဆည်းရရှိမှုမှာ ဘယ်ကာလအပိုင်းခြားမှလှုပ်ဆောင်နိုင်ခဲ့တယ်လဲဆိုတာကိုတော့သူကတိတိကျကျမှတ်ချက်မပေးခဲ့ပါဘူး။ဗီတိန်အစိုးရကလည်းချင်းရက်ကွန်ရက်နဲ့ဆက်နွယ်တဲ့လန်ဒန်ကမြေယာပိုင်ဆိုင်မှုနဲ့လုပ်ငန်းတွေစုစုပေါင်းဒေါ်လာတန်ဖိုးတန်း130ကျော်ဖို့ကိုလည်းထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ထိုင်ဝမ်၊စင်ကာပူနဲ့ဟောင်ကောင်အစိုးရတွေကလည်းချင်းနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုဒေါ်လာတန်ဖိုးတန်း350လောက်ကိုထိန်းသိမ်းထားပါတယ်။အမေရိကန်တရားရုံးဝင်ကြီးဌာန Prince Holding Group က အာရှရဲ့အကြီးမားဆုံးနေဆက်ဖြတ်ကျော်ရှာဇဝတ်ကိုင်းတစ်ခုအဖြစ်သတ်မှတ်ထားပြီးကုမ္ပဏီရဲ့ခွင့်ရက်နဲ့ဆက်နွယ်တဲ့ digital ငွေကြေးယူနေ Bitcoin ဒေါ်လာ15ဘီလီယံဖိုးလောက်ကိုထိန်းချုပ်ခဲ့ပါတယ်။ Prince Horing Crew ကတော့ချင်ဟာဘာအမားရွဲမှကျူးလွန်မထားကြောင်းတုံ့ပြန်ဖြေရှင်းထားပါတယ်။ဆလပီစစ်မှုတန်းအပတ်စဉ်အတွက်လက်လက်ပိုင်းတွင်ဖွင့်လှစ်မည်ဖြစ်၍ရန်ကုန်မြို့ပေါ်ညချိန်အသွားလာမလုပ်ကြရန်လူတွေဆွဲတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာလလပိုင်းတွင်စစ်မှုရေးအဖွဲ့အစည်းတစ်ထပ်မံစတင်မည်ဖြစ်၍ရန်ကုန်မြို့ပေါ်ညအချိန်သွာလာခြင်းကိုတတိပြုရှောင်ရှားကြရန်ရန်ကုန်စကောက်နှဝက် RSN ကအတည်ပြုလိုက်ပါတယ်။စစ်မှုရေးအဖွဲ့အစည်းတစ်များကိုလလပိုင်းဝင်းကျင်တွင်ဖွင့်လှစ်လျရှိပြီးစစ်မှုရေးအဖွဲ့အစည်းတစ်ဖွင့်ခါနီးအချိန်တိုင်း၌လူလိုအပ်ချက်အပေါ်မူတည်ကအဖန်စီးများညာလိရှိကြောင်းသိရပါတယ်။လလလောက်ဆိုစစ်မှုရေးအဖွဲ့အစည်း20ထက်စပါပြီဗျာ။အချိန်မတော်သွာလာတာတွေလမ်းဘေးထိုင်နေတာတွေလူပြတ်တဲ့နေရာသွာလာတာတွေဖြစ်နိုင်သမျှရှောင်စီကြံပါတယ်။ အမြဲချောင်းနေကြလို့ပါဗျာဟု RSN တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာ2ရက်ည7:00နာရီခန့်တွင်ကမာယိုမြို့နယ်အင်းစိန်လမ်းမပေါ်ရှိစံရိတ်ငိန်6လမ်းထိန်းတိုင်းယောက်ျားလေး3ဦးထိုင်နေစဉ်ကမာယိုရဲစခန်းမှရဲကားတစ်စီးရောက်ရှိလာပြီးဘီယာတောက်နေသည်ဟုဆိုကာဖမ်းဆီးသွားကြောင်း RSN ကထုတ်ပြန်ထားပါတယ်။ရှင်ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး RSN တာဝန်ရှိသူကညကဆွဲသွားတာကိုပဲတိလိုက်ရတယ်ဗျာ။အသေးစိတ်အချက်အလက်နဲ့နောက်ဆက်တွဲကိုစုံစမ်းထားစေပါဟုရှင်းဒီဇင်ဘာ3ရက်မိုးလွယ်ပိုင်းတွင်ပြောပါရယ်။ စေအုပ်စုဝင်များသည့်ရန်ကုန်မြို့၌ညဘက်ကင်းဘက်ကလမ်းပေးထိုင်နေသူများကိုမကြခဏဖမ်းဆီးလေရှိကြောင်းသိရပါတယ်။လူငယ်မို့ညဘက်ဖမ်းနေတာမဟုတ်ဘူး။လူကြီးတွေလည်းဖမ်းပြီးငွေညှစ်နေတာ။ကျမတို့အရင်အခြားထဲမှခံရလို့ပြောပြတာ။အကောင်ဆုံးကတော့လူပြတ်တဲ့နေရာဆိုလင်းလင်းချင်းချင်းအချိန်လေးမသွားနေ။ညဘက်ကတော့၈နာရီလောက်ဆိုလမ်းထိပ်တောင်အမိုက်ထွက်မပြစ်နေဟုလိုင်မြို့နယ်နှစ်ရက်ကွက်နေအိမ်အောင်ရှင်မတအုပ်ကပြောပါတယ်။ဒီဇင်ဘာ၁ရက်ည၉နာရီခန့်တွင်လေမင်္ဂလာတောင်ညွတ်မြို့နယ်တရိတ်ဆန်ယုံပေကြောက်တိုင်မှတ်တိုင်အနီး၌ ်ယောက်ျားလေးတအုပ်နဲ့အဖွာတအုပ်ရှိနေစဉ် delivery အလုံးပိတ်ကတက်စီဖြင့်လူတစုရောက်ရှိလာကယောက်ျားလေးကိုဖမ်းဆွဲသွားကြကြောင်း RSN ကဖော်ပြထားပါတယ်။ဆက်လက်ပြီးရွှေကောက်ပွဲကိုစလေလောင်တအုပ်ကိုတော်လန်ရေးတပ်ဖွဲ့တွေထိန်းသိမ်းထားတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလောက်ကုန်ပိုင်းကျင်းပဖို့စီစဉ်ထားတဲ့ရွှေခောက်ပွဲမတိုင်ခင်ကိုစလီလောင်တအုပ်ကိုဒေါ်လန်ရေးတပ်ဖွဲ့တွေကထိန်းသိမ်းထားကြောင်းမြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာကဒီဇင်ဘာ3ရက်မှာဖော်ပြပြီးဒါဟာရွေးကောက်ပွဲ90လေးလောင်းတဦးကိုဒေါ်လာရေးတက်များကပထမဆုံးဖန်စီထိန်သိမ်းမှုဖြစ်ပါတယ်။ရှန်တိုင်းသားများဒီမိုကရက်တစ်ပါတီလို့ခေါ်တဲ့ကြားဖြူပါတီရဲ့အသက်38နှစ်အရွယ်ဦးဝေလင်းထက်ကိုဖန်စီထိန်သိမ်းမှုကမြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပေါ်နေတဲ့တင်းမာမှုတွေကိုမိမောင်းထုတ်ပြသနေပါတယ်။စီကောင်ဆောင်တွေကဒီဇင်ဘာ28ရက်ကစတင်ပြီးရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေချိန်မှာဒေသခံဒေါ်လာရေးတက်တွေနဲ့စစ်တက်ကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ် 2021ခုနှစ်ဖေဖော်ဝါရီလမှာဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ရွေးကောက်ခန့်အစိုးရစီကစစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမကွေးဒေသဟာလက်နက်ကင်တော်လန်ရေးအားအကောင်ဆုံးနေရာတွေကတခုဖြစ်လာခဲ့ပါတယ်။ငင်းချမ်းစွာဆန္ဒပြသူတွေကိုတေစီနိုင်တဲ့အင်အားသုံးပြီးဖြိုခွဲမှုကြောင့်စစ်တပ်အုပ်ချုပ်မှုကိုစန့်ကျင်သူတော်တော်များများဟာလက်နက်ဆွဲကင်ခဲ့ကြပြီးဖိတုကောက်ွယ်ရေးတပ်လို့ခေါ်တဲ့ PDF တပ်တွေဖွဲ့စည်းပြီးအခုချိန်မှာနိုင်ငံတော်ဝန်ဒေသများစွာက တိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်နေကြပါတယ်။ ရွှေကောက်ပွဲဟာစစ်တပ်အာဏာသိမ်းမှုတရားဝင်ဖြစ်စေဖို့ကျင်းပမဲ့အထူးရောက်ရွှေကောက်ပွဲဖြစ်တယ်လို့ဝေဖန်သူတွေကပြောဆိုရှုံချထားပြီးတော်လန်ရစ်တက်တွေအပါအဝင်အတိုက်ခံအဖွဲ့အစည်းတွေအများကြီးကရွှေကောက်ပွဲမကျင်းပနိုင်အောင်လှုံ့ဆော်မယ်လို့ပြောထားပါတယ်